ဟယ်လိုအားလုံးပဲမင်္ဂလာပါရှင် Creator Technology Computer Online Training Center နေပြီးပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ပြောပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့ AZ မှာကိန်းဂဏန်းလေးတွေကိုပေါင်းတာနေနဲ့ပတ်သက်ပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်အရင်ဆုံးဒီနေ့မှာကိန်းဂဏန်းလေးတွေကိုပေါင်းဖို့အတွက်စာရင်းလေးတစ်ခုဆွဲလိုက်မယ် name ပြီးရင် item price ပေါ့ပြီးပါရင်ဒီနောက်မှာပြန်ပြီးတော့ price price ပြီးပါရင်ဆိုတာနဲ့နောက်ထပ်တစ်ခုပေါ့ မမအေးအမသွားပြီးတော့မောင်မောင်ပြီးရင်ကိုကိုအစားရှိတဲ့ဖြစ်ပေါ့မင်းမင်းပြီးရင် item မှာလည်းအဲ့လိုပဲဒီညမှာသွားပြီးတော့ကွန်ပျူတာ laptop ကမောင်း ခီးပုတ် price ကကြာလဲအလိုပဲညမပေါ့900 600 800 900ပြီးရင်600အစားရှိတဲ့ဖြစ်ပိုလိုတင်တဲ့လောက်လေးရိုက်ခဲ့မယ်။ရိုက်ခဲ့ပြီးွားပြီဆိုရင်ဆဲကွက်ဒီအလုံးကိုပေါင်လေးတွေခတ်ချလိုက်မယ်။ဟုတ်ပြီ။ဒီမှာဆိုရင်ပြီးရင်နာမနည်းလေးချိန်ခဲ့လိုက်ပေါ့။စနစ်လေးကြာ ဟုတ်ပြီအဲ့ဒါဆိုရင်အရင်ဆုံးဒီနေရာမှာပေါင်းတော့မယ်ပေါင်းမယ်ဆိုရင်ပုံမှန်အားဖြင့်ဒီနေရာမှာ basic လေးကိုသိထားတဲ့လူလေးတွေရာကြတော့ဒီနေရာမှာအများကြီးလို့ရိုက်တယ်ပြီးရင်ဒီနေရာမှာ900ကလစ်တဲ့အပေါင်းနှိပ်တဲ့ဒီနေရာမှာ800အပေါင်း900အပေါင်း600အပေါင်း900ဆိုပြီးတော့ဒီလိုမျိုးလေးတွေရိုက်ခဲကြတယ်သူထက်နည်းနည်းလေးမြင့်နဲ့ advanced level သမားလေးတွေကြတော့ညီမချင်းဆိုပြီးတော့ formula လေးတွေနဲ့သူကကြတော့ရိုက်ကြတယ် sum ပြီးရင် quinza ဲ့ဒါပြီးတော့မှကိုလိုချင်တဲ့လောက်ကိုဒီနေရာမှာပေါင်းတယ်ပြီးရင်ခွင်းပိတ်အန်တာခောက်တယ်ဒါဆိုရင်လိုမျိုးလေးတွေပေါင်းကြတယ်အခုပြမဲ့နီလန်လေးရကြတော့အဲ့နှမျိုးတွေရတခုမှမဟုတ်ဘူး copy paste လုပ်ပြီးတော့ပေါင်းနေနေလေးကိုပြောပြပေးသားပါမယ် copy paste လုပ်ပြီးတော့ပေါင်းမယ်ဆိုရင်လည်းအရင်ဆုံးဒီနေရာမှာကိုတိလို့တလောက်ပေါ့ကိုပေါင်းလို့တလောက်ကို selection မှတ်ချလိုက်မယ်မှတ်ချပြီးွားရေဆိုရင်ကျန်တာဘဲမှမကြည့်ဘူးဒီမှာအောက်ခြေဖားနှမ်းလေးကိုကြည့်မယ် အောက်ခြေမှာဆိုရင်ဒီနေရာမှာပေါင်းနာအောင်လိုချင်တဲ့အတွက်ကြောင့်မလို့ sam 3500ဆိုပြီးသူတန်းကြတယ်အဲ့ဒီမှာဆိုရင်တစ်ချက်လေးကလစ်ထားမယ်ကလစ်ကိုမှလွတ်လိုက်နေပြီးွားရင် keyboard ကနေ control ရဲ့ c ရဲ့ကိုနှိပ်မယ် copy လိုက်တာပြီးတော့မှကိုကဒီကင်ဖြေကိုဘယ်နားမှာချခြင်းလဲဒီဘက်ချက်မှာချခြင်းလားဘယ်နားမှာချခြင်းလဲကိုလိုချင်တဲ့နားမှာကလစ်တစ်ချက်နှိပ်တယ်ပြီးရင် control ရဲ့ v ရဲ့ကိုနှိပ်တယ်ဒီလိုမျိုးလေးနဲ့ပေါင်းရတာပဲဖြစ်ပါရှင့် ဟုတ်ကဲ့အခုပြောပြထားတဲ့နီလန်းလေးကိုကျိန်းနေသက်တဲ့ဆိုရင်လိုက်ရင်ရှင်းလင်းနဲ့ပါဝင်ကူညီပေးကြဖို့လေမေတ္တာရက်ခဲ့ရပါရှင်ကြည့်ရှုရပေးသူတယောက်ချင်းစီတို့လည်းကျေးဇူးအထူးတည်ရှိပါရှင်